။မရင်ဆိုင်တော်ပေါ်မှာလူကြီးလူကောင်းမပေးသားတဲ့လူရက်တစ်ခုပြုမူခဲ့တဲ့ထူအပ်လွင်အားလုံးမင်္ဂလာပါရှင်သစ္စာလေးပဲဒီနယူပေးကနေပြန်လေးကကျူဆိုလိုက်ပါရီ။မရင်ဆိုင်တော်က Miss Grand မြန်မာရဲ့ National Director တည်ဖြစ်လာပြီးမကြာခင်မှာပြန်ပွဲကိုကျင်းပတော့မှာဖြစ်လို့ပြန်ပွဲတွင်နီနီလေးအိမ်ကိုပွဲထုတ်လာခဲ့ပါရီ။ Miss Grand International 2023 Today First Winner အနီနီလေးအင်ကမြန်မာနိုင်ငံရဲ့ပြည်သူတွေရဲ့ဂုဏ်သိက္ခာကိုတကမာလုံးသိအောင်တင်ဆက်ခဲ့ပြီးမလို့2025မှာတင်ရောဘလူရှင်ကုန်စရာရလက်တွေက စောက်ကြုံနေမလဲဆိုတာတူတူရှူစားလိုက်ရှာအောင်တော့ဆိုရင်စာသားကိုဝင်မရန်ဆိုင်တော်ကတင်ခဲ့ပေးမိထူအန်တွင်ကတော့မရန်ဆိုင်တော်နဲ့နင်းနီလင်းအပေါ်မှာမကျေနပ်ခဲ့ပါဘူးမရန်ဆိုင်တော်ကမစ်စကွဲမြန်မာမှာနင်းနီလင်းရဲ့ဗီဒီယိုကိုတင်ခဲ့ပြီးနောက်ထူအန်လင်းကအရှက်မရှိအက်တယောက်ကတော့မင်းတို့မွေးထုတ်ပြီးရွေးချယ်ခဲ့တယ်သူလားကက်ပရှင်ကအောက်တန်းဆော်ရီဆိုပြီးတော့ပြောလိုက်ပါရီမစ်စကွဲမြန်မာကိုထူအန်လင်းကစိတ်ရောကိုယ်ပါနှစ်ပြီးတော့ကြိုးစားခဲ့ပေမယ့်အခုတော့မရန်ဆိုင်တော်ကဆင်သက်လလွဲယူလိုက်တာကြောင့်ထူအန်လင်းကပောက်ကွဲနေပါရီ QL ကိုရင်ကအချားလာမေပြန်ဝဲကိုဥဆောင်နေပြီဖြစ်ပေမဲ့မရန်ဆိုင်တော်ကိုလူကြီးလူကောင်းမစတဲ့စကလုံးနေနဲ့တိုက်ခိုက်တာကြောင့်ဝေဖန်ခံနေရပါရင် QL ကမစ်ကွမ်ကနေနှုတ်ထွက်ပြီးဖြစ်တယ်လို့လွန်ခဲ့တဲ့နှစ်ကဆူရခဲ့တဲ့တဲဆူငင်းကလည်းတရက်ဖူးပြန်အပ်ပြီးသားဖြစ်ပါရင် QL ရဲ့အေဂျင်စီကနေနေနေကိုလည်း ထုတ်လိုက်ပြီးတော့ဓပုံနေလေးဖြုတ်ချလိုက်ပြီးသားဖြစ်ပါရင်ထူးဝဲနေကိုရိုင်းကဒီပွဲနဲ့မသက်ဆိုင်တော့ပေမဲ့လေဒီနေလေးရင်ကတော့ Miss Grand နဲ့စာချုပ်ရွှေရှိသေးပြီးလက်ရှိမှာလည်းနဝက်နဲ့လောလောနေစေဖြစ်ပါရင်ဒီနေလေးရင်ကိုရိုင်းကလည်းကြည်ကြည်မာမာစူကြီးရထားတာကြောင့်ဒီနေလေးရင်ကိုပွဲထုတ်လာတာဖြစ်ပေမဲ့လေထူးဝဲလွင်ကတော့မကြည်မနဲ့ဖြစ်နေပြီးဒီနေလေးရင်ကိုကျေးဇူးမသိတတ်တဲ့သူမရန်ဆိုင်တော်ကိုအောက်တန်းစာစာရေးတဲ့သူဖြစ်ရှင်းရင်တည်းပြောလိုက်ပါရင်စိတ်ခံစားချက်ကိုမထိန်ချုပ်နိုင်တဲ့ပြုပ်မှုတွေအပြောဆိုတွေကြောင့်ထိုင်းမှာလည်းရှက်ကွဲလာပြီးသားဖြစ်တယ်လို့အခုလည်းမရန်ဆိုင်တော်ကိုစ င်ခေါ်နေပြန်ပါတယ်။အချို့ပြည်သက်တွေကတော့ထူးအလင်းဘက်ကနေအပြင်းဝရက်တီးပေးပါတယ်။ ။သူရဲ့နေဟာဒီပြိုင်ပွဲကိုနှစ်များစွာကြာအောင်စကနေကြိုးစားလာခဲ့ရသူဖြစ်ပြီးယင်းနေ့လေးအတွက်လည်းကုံကြရီများစွာခံထားရသူပါ။မရန်ဆိုင်တော်က National Director ဖြစ်သွားရုံနဲ့နေရာဝင်ယူတာကိုမကျေနပ်တာကြောင့်သူရဲ့နေဘက်ကနေအားပေးနေကြပါရင်သူရဲ့နေကအခြားလာမေပြိုင်ပွဲကိုဥဆောင်နေသူဖြစ်ပြီးဒီပွဲမှာသဲဆူငင်းကိုလည်းပွဲထုတ်ပြီးသားဖြစ်ပါရင်နေနေလေးကအခြားသူနဲ့အလုပ်လုပ်တာကိုသူရဲ့နေကမကျေမနပ်ဖြစ်နေလို့အငုံစိတ်ရှိသူဖြစ်ပါဝေဖန်ခံနေရပါရင် ထူအလင်ကမစ်ကန်ပွဲဒီမှာအောင်မြင်ခဲ့ပေမဲ့လည်းဒီနေ့မှာကျင်ပတဲ့ပွဲကိုတော့လူအများကအာယုံဆိုင်မှုပြေဝများရှိခဲ့ကြပါဘူး။ဒါပေမဲ့တစ်ဖက်မှာတော့နီနီလေးအိမ်တို့ရဲ့ပွဲကစိတ်ဝင်စားမှုကျမသွားတာကြောင့်ထူအလင်အတွက်တော့လွတ်တင်ငါကကြီးနေပါတော့ရင်နီနီလေးကမစ်ကန်မှာဆူရထားတဲ့အလှမဖြစ်လို့ပွဲတက်မိဆက်ပေးခဲ့ပေမဲ့လည်းထူအလင်ကတော့မချိန်မနှဲဖြစ်နေပြီးသူ့ဘက်ကနေစတင်ပြီးတော့ရန်စတဲ့စကားပြောလိုက်ပါပြီ။ထူအလင်ရဲ့လူကြီးလူကောင်းမပီးသားမှုကဘရန်ဆိုင်တော်ကဘလို့တို့ပြန်သွားမလဲဆိုတာစိတ်ဝင်စားနေကြပါရဲ့။ မစ်ဂရန်ပွဲတွေက20နှစ်တိုင်းမှာတခုမဟုတ်တခုပြဿနာတလေးရှိပြီးအခုလေပွဲမစခင်တည်းကအကျိုးပွဲစဉ်ကစတင်နေပြီဖြစ်ပါရည်။နီနီလင်းရဲ့ကိုပွဲထုတ်ခဲ့တဲ့မရန်ဆိုင်တော်ကပဲလိုနီယာလာဂျာမမဟုတ်ထူအက်လင်ကပဲအကင်းဆက်နေရလားဆိုတာပရိသတ်ကြီးရဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါဦးရှင်။ဗီယိုလေးကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။